မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်ရဲ့မဟာဗျူဟာမြောက်စစ်သင်္ဘောတွေရခိုင်ဘက်ဦးတည်လာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်2023ခုနှစ်နှစ်ကုန်ပိုင်းကစ၍တရုတ်ပြည်ရခိုင်မတုံမလုံရကြည်နေသူအဖြစ်မှာမြန်မာပြည်တွင်စစ်တွင်ပွဲစားဝင်လုလာခဲ့သည်တူတူတိတ်တိတ်ဆွေးနွေးပွဲများမှတက်စဉ် MNDAA TNL တို့နှင့်အပြစ်အခက်ရဲစဲရေးထွက်ပေါ်လာခဲ့သည် တနတ်တန်ပုံတန်များသာတိတ်ဆိတ်သွားတော့လေနှာကြီးချက်များကတော့ဖြောက်ွယ်သွားခြင်းမရှိပေ။တရုတ်အဖြစ်ခက်ရက်စဲရေးဒီပလိုမေစီသည်အချင်းချင်းပြန်လည်တင်းမြတ်ရေးထက်ပြန်ပွားမလာအောင်ထိန်းချုပ်ထားနိုင်ရန်သာရှိရပေသည်။ရရှိလာသည့်အဖြစ်ခက်ရက်စဲရေးများသည်လည်းယာယီငြိမ်သက်သွားပြီးလုပ်ငန်းများဆက်လက်လည်ပတ်နိုင်ရန်သာဖြစ်လာပြီးနှက်ဆိုင်လာသည့်နိုင်ငံရေးအကြက်တဲကိုနှစ်ကိုအတိုင်းပြစ်ထားခဲ့သည့်ကြီးပင်ဖြစ်သည်။ပီကျင်းသည်ငြိမ်းချမ်းရေးအတွက်ခြံပြေသူမဟုတ်ဘဲပြိပခခိုင်ပွဲသည့်မန်နေဂျာအဆင့်သာရှိပေသည်။ မြန်မာဤပြည်တွင်အခွဲအပြဲကနှက်ဆိုင်လာနေတော့လေ၎င်းတို့အတွက်မဟာဗျူဟာနှင့်စီးပွားရေးပိုင်းတွေတော့အကျိုးရှိလာအောင်လုပ်နိုင်ခဲ့သည်မြန်မာဤအေးခဲလာနေသောစစ်ပွဲအားအနေထားမပြတ်တည်ငြိမ်မှုရရင်တရားမျှတမှုခင်မဲ့သည့်နိုင်ငံရေးပါဝင်မှုရှိသည့်ဆွေးနွေးပွဲများကိုသာသဘောကျသည်မြန်မာပြည်ထနာအားသဘောတရားရှိထက်ပထဝီအနေထားနှင့်လုံခြုံရေးအရာလက်တွေ့ကျကျကင်တွေခဲ့သည်နေဆက်ဒေတာတည်ငြိမ်ရင်စီးပွားရေးအကျိုးစီးပွားများကောက်ွယ်ရေးဒေတာရင်းဩစာတက်ရောက်ရေးတို့ဖြစ်သည် ထို့အတွက်လည်းပထဝီအနေထားအရနေဆက်ဒေတာစင်းကြံလန်များခုံသွေးရေးလန့်ချောင်းများစီးပွားရေးဆောင်များရှိရာဒေတာများတွင်သာအပြည့်ခန့်များညှိတက်သွားအောင်စီစဉ်ပေးခဲ့သည်၎င်းတို့၏လှုပ်ဆောင်ချက်ရှိရွယ်ချက်များသည်ပြဿနာ၏အရင်းမြစ်ကိုခြုံငုံမိစေမည်နိုင်ငံရေးဖြည့်ရှင်းချက်ကိုအလေးမထားပင် ပြဿနာကိုဒေတာတစ်ခုထဲမှသာထိန်းချုပ်ဖြည့်ရှင်းလိုသည့်မူဝါဒကိုဖော်ပြနေသည်သဘောတူညီချက်အများစုမှနှီးပြဟပိုင်းဆိုင်ရာအလျှော်တင်များ ထိုးစစ်များရက်ဆိုင်ခြင်းအငင်းပွားနေမိများမှတစိတ်တပိုင်းဆုတ်ခွာခြင်းသို့မဟုတ်အတ္တိကကုံသွေးရေးစစ်စစ်ရေးကိတ်များပြန့်ဖွင့်ခြင်းတို့ဖြစ်သည်ဤကတိကဝတ်များသည်နေဆက်တစ်ချောက်ကုံသွေးမှုနှင့်ရင်းသက်မှုကိုပြန်လည်ဖော်ဆောင်ရန်ရည်ရွယ်သည့်ချင်းမြောင်သောလက်တွေ့ကြမှုသာဖြစ်သည်ထိုးတိုးလှုပ်ဆောင်နေချိန်တွင်မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဖွဲ့စည်းပုံသို့မဟုတ်နိုင်ငံရေးအရာတရားဝင်မှုမပါဝင်ပေအလားတူထင်ရှားပေါ်လွင်လာသည့်ကသဘောတူညီချက်များလိုက်နာစေရန်အကောင့်ထည့်ဖော်မှုရန်ရယာများ၏အားနည်းချက်ပင်ဖြစ်သည် သဘောတူညီချက်များသည့်ပြင်ပအဖွဲ့အစည်း၏စစ်ဆေးအတည်ပြုခြင်းသို့မဟုတ်ချိုးဖောက်ပါကယုံကြည်လက်ခံနိုင်သောအရေးယူတန်ခတ်မှုများမပါဘဲအရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းများသို့မဟုတ်နှစ်ဦးနှစ်ဖက်ဆောင်ကြည့်ရေးကော်မတီများပေါ်တွင်သာ အားထားနေရသည့်တရုတ်နိုင်ငံကမှစီးပွားရေးဆွဲဆောင်မှုများဥပမာနေဆက်ကုံသွယ်ရေးပြင်လဲစတင်ခြင်းသို့မဟုတ်ဖွံ့ဖြိုးရေးအကူအညီများပေးအပ်ရန်ကတိများစသည့်တို့ကသာလိုင်းနာအောင်ရေရှည်ထိန်းထားနိုင်လိမ့်မည်ဟုယူဆထားသည် ဤနည်းဖြင့်အမှတ်တကယ်ပြန်လည်တင်းမြက်ရေးထံအပေးယူသဘောဆောင်သောတန်တမန်ရေးနှင့်ရွေးချယ်ထိတွေ့ဆက်ဆံမှုတို့ပေါင်းစပ်ထားသည့်ပုံစံသည်သာတာယာဝါပြောမှုနှင့်တည်ငြိမ်အေးချမ်းမှုတို့အားအပြန်အလှန်အားဖြင့်ပေးမည်ဟုသောဘီဂျင်းဤယုံကြည်နေမှုကိုပေါ်လွင်ထင်ရှားစေသည်စေအုပ်စုအားအသက်ရှူပေါက်ရရန်အတွက်သာဖြစ်ပြီး၎င်းတို့၏အနာဂတ်ဖက်ဒရယ်စနစ်စရှိသည့်နိုင်ငံရေးပြဿနာများကိုဖြေရှင်းပေးခြင်းမရှိသည့်အတွက်နိုင်ငံသည်ဆက်၍အကွဲအကွဲအပြားပြားဖြစ်နေအောင်မိသာဖြစ်သည်။ အိန္ဒိယနိုင်ငံအတွက်မှမြန်မာနိုင်ငံတွင်တရုတ်ဤလှုပ်ရဲကန်ရဲဖြစ်လာသောတန်တမန်ရေးသည့်စိန်ခေါ်မှုတရက်ဖြစ်သလိုအခွင့်အလမ်းတရက်ကိုလည်းဖော်ဆောင်ပေးသည်မြန်မာနိုင်ငံသည်အိန္ဒိယ၏အရှိမျောမူဝါဒ၏အဓိကကြောက်တိုင်တစ်ခုဖြစ်ပြီးတောင်အာရှနှင့်အရှေ့တောင်အာရှကိုဆက်သွယ်ပေးသည့်ကုန်းတွင်းတရာအဖြစ်ရှိနေသည်ကလတန်ဘတ်ဆောင်သုံးဒေယူပို့ဆောင်ရေးစီမံကိန်းနှင့်အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံဆက်သွယ်ရေးအဝေးပြေးလမ်းမကြီးကဲ့သို့သောအဓိကစီမံကိန်းကြီးများသည့်အနောက်ဘက်နေဆက်တလျှောက်လုံခြုံရေးအခြေအနေချိုးတင်ခံမှန်းနိုင်မှုအပေါ်တွင်မူတည်နေသည် သို့သောချင်းနှင့်စကိုင်းဒေသများတွင်မတည်ငြိမ်မှုများဆက်လက်ဖြစ်ပေါ်နေခြင်းကအိန္ဒိယ၏စီမံကိန်းများကိုဖျက်ပြလာစေခဲ့သည်တရုတ်မှမြောက်ပိုင်းဒေသများတွင်ဩစာအာဏာချဲ့ထွင်လာခြင်းကြောင့်အိန္ဒိယသည်ဘေးရောက်သွားသလိုဖြစ်လာသည်မီဆိုရန်နှင့်မဏိပူရာတို့ဒုက္ခသည်များဝင်ရောက်လာမှုကြောင့်ဝင်ထုတ်ဝင်ပို့ဖြစ်လာရသည်ထို့တွင်အိန္ဒိယသည်တိမ်တိမ်မွေ့မွေ့ဖြင့်ထိမ့်ထိမ့်တိမ့်တိမ့်လှုပ်သွားရတော်မူဖြစ်သည်တပတ်တွင်၎င်းတို့ EC မှန်ကင်းများအတွက်စီအိုဆူနှင့်ပုံမှန်ဆက်ဆံနေရသလို တစ်ဖက်တွင်လည်းအာဆီယံဂျပန်အနောက်နိုင်ငံများနှင့်တိတ်တဆိတ်ပေါင်း၍တရုတ်ဩစာအာဏာချဲ့ထွင်လာမှုကိုဟန်တားနိုင်ရန်လုံပန်းရတော့မည်ဖြစ်သည်ဖင်္ဂလားဒေ့ရှ်သည်မြန်မာ၏မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသောရိုဟင်ဂျာတို့အပေါ်စာနာထောက်ထားနေရသည့်အကျက်အတဲကြီးကိုထမ်းရွက်နေရပြီဖြစ်သည်တရုတ်သည်ခေါ်ပစားတွင်ရှိရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ခန့်ပြန်ပို့နိုင်ရေးကိုအခအားလျော်စွာကြားခန့်အဖြစ်ဆောင်ရွက်ပြီးတော့လေမြန်မာအားအနောက်နိုင်ငံတို့ပြစ်တင်လာနေသည့်များကိုအကာအကွယ်ပေးနိုင်ရန်သာဦးစားပေးခဲ့သည် ရခုအခါအာရကတက်တော်သည်ရခိုင်ပြည်နယ်ဤ60ရာခိုင်နှုန်းကိုထိန်းချုပ်ထားနိုင်ပြီဖြစ်၍တရုတ်အဖို့စေအုပ်စုကိုဖိအားပေး၍တပတ်သက်ဖြည့်ရှင်မရဖြစ်နေသည်ပြီးချင်းသည်အာရကတက်တော်အပေါ်ဩစာလွှမ်းမိုးမှုအများအပြားရှိနေတော်လဲအတိတ်ပဲဖြစ်ဝါသောတိုးတက်မှုတစုံတရာရရှိရသည်တရုတ်နိုင်ငံဤရိုဟင်ဂျာများပြန်လည်ပို့ဆောင်ရေးကိုထောက်ခံပေးလို့စိတ်အပေါ်တွင်သာမှုတည်နေသည်တရုတ်နိုင်ငံအနေဖြင့်ယခုအချိန်အထိရှောင်ရှားနေသည့်အရာတစ်ခုလည်းဖြစ်သည်ပြည်ပခများနှင့်နှပန်းလုံးနေရသောမြန်မာပြည်တရုတ်အပေါ်တိုး၍မိခိုလာနေရသဖြင့် ဘင်္ဂလားဒေ့ရှ်အတွက်မလူးသာမလွန်သာဖြစ်လာရသည်မြန်မာတွင်စစ်မှန်သောနိုင်ငံရေးထိုးတက်မှုမရသေး၍ဘင်္ဂလားဒေ့ရှ်အတွက်လုံမှုရေးနှင့်လုံခြုံရေးပိုင်းတွင်ဝေထုတ်ဝင်ပိုကြီးဖြစ်နေအောင်ဟည်သာဖြစ်သည်ထိုင်းသည်ကရင်နှင့်ကရင်နီဒေသများနှင့်နှက်ဆက်ခြင်းထိစပ်နေ၍တရုတ်ဤမြောက်ပိုင်းတွင်ငြိမ်သက်သွားအောင်အကန့်အသတ်နှင့်လှုံ့ဆော်နိုင်ခဲ့မှုအပေါ်မတိမတာကြိုးဆိုခဲ့သည်နေဆက်ဒေတာကုံသွဲရေးတည်ငြိမ်လာမှုနှင့်ဒုက္ခသည်များဖွင့်ရောက်လာမှုရောကြသွားစေနိုင်သည်ဟုယုံကြည်ထား၍ဖြစ်သည်။ဤသို့ပင်ဆိုစီပြည်ပခါများယာယီငြိမ်သက်သွား၍သက်တာရရခဲ့သည်ဆိုတော့လေ ဒေတာတွင်ဘီဂျင်းဤလွှမ်းမိုးမှုတိုးတက်လာခြင်းအပေါ်စိုးရိမ်ပူပန်လာခဲ့ရသည်တရုတ်နိုင်ငံ၏အပြစ်ခတ်ရစဲရေးတန်ကင်းတမန်ခင်ကိုတအူးတဲ့ပိုင်ဆိုင်ချုပ်ကန်လာမှုသည်ထိုင်းနိုင်ငံ၏ကိုပိုင်ဩစာအာဏာနှင့်အာဆီယံအဖွဲ့၏စူပေါင်းအခန်းကဏ္ဍကိုပါအရေးမပါအောင်ဖိဖဲထားသလိုဖြစ်လာခဲ့သည်ထို့ကြောင့်ထိုင်းနိုင်ငံ၏မဟာဗျူဟာသည်အကျိုးကိုသာကြည်သောထိန်းချုပ်မှုတရဖြစ်သည်၎င်းသည်နေဆက်စီမံခန့်ခွဲရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာဝါဒတွင် ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုထိမ့်သိမ်းထားရင်တချိန်တည်းမှာပင်တရုတ်ဤတည်ငြိမ်အောင်လုံဆောင်မှုများကိုတိတ်တဆိတ်ထောက်ခံသည်ဘန်ကောက်ဤဟန်ချက်ညီအောင်ထိမ့်ညှိနေမှုသည်အာဆီယံဤပုံမှုကျေပြန့်သောချင်းကပ်ပုံအတိုင်းဖြစ်သည်ရှင်းမတရုတ်ဤဦးဆောင်မှုကိုသတိကြီးစွာလက်ခံခြင်းနှင့်အတူအလွန်အကျော်မှီခိုမှုမဖြစ်စေရန်လှုပ်ဝက်စွာဟန်ချက်ညီအောင်လုံဆောင်ခြင်းတို့ကိုတွေ့ဖက်ထားသည်အမေရိကန်တရုတ်သည်ပြိပခဆိုင်ရာတန်တမာရေးကိုလွှမ်းမိုးထားတော်လေအမေရိကန်ပြည်ထောင်စုဒီ၎င်းဤပုံမှုကျေပြန့်သော အင်ဒိုပစိဖိတ်မဟာဗျူဟာကိုပြန်လည်ချိန်ညှိမှု၏တစိ့တပိုင်းအဖြစ်မြန်မာနိုင်ငံ၏အဖျားနာသို့ပြန်လည်ဝင်ရောက်လာခဲ့သည်။ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့ရှိကြီးမားသောအမေရိကန်ကောင်စစ်ဝင်ရုံးအဆောက်အုံအဖြစ်ကြီးသည့် PC ကနီးပြီးဖြစ်သည်။၎င်းသည်မြန်မာနိုင်ငံမြောက်ပိုင်းနှင့်တရုတ်နိုင်ငံအနောက်တောင်ပိုင်းကိုစောင့်ကြည့်ရန်ရည်ရွယ်သည့်ထောက်လန်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဗဟိုချက်တစ်ခုဖြစ်သည်။မဟာဗျူဟာအရဝါရှင်တန်သည်ရခိုင်ပြည်နယ်နှင့်ဖင်္ဂလားပင်လယ်အော်ကိုအဓိကထားလာသည်၎င်းတို့ကိုလိုလာသောဒေသတွင်းအုပ်ချုပ်ရေးမျိုးရှိလာပါကတရုတ်၏ယူနန်ကြောက်ဖြူလမ်းကြောင်းကို နောက်ရက်နိုင်ပြီးအိန္ဒိယသမုဒ္ဒရာဖြတ်လန်းကိုပိတ်ဆို့နိုင်သည်အယက်သားထိခိုက်သေးဆုံးမှုများမြင့်တက်လာပါကအမေရိကန်ပြည်ထောင်စုသည်လေကြောင်းမှအကန့်အသတ်နှင့်စစ်စင်ရေးများသို့မဟုတ်လူသားချင်းစာနာမှုဆိုင်ရာလေရင်ပြန်တမ်းမှုကန့်သတ်ဆောင်များကဲ့သို့အခြေအနေများအတွက်အယံသစ်ထားနိုင်ရန်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟုသောထင်မြင်ယူဆချက်များရှိခဲ့သည်လက်တွေ့အကောင်အထည်မပေါ်သေးတော့လေဤဆွေးနွေးမှုများသည်မြန်မာနိုင်ငံသည်ယခုအခါအမေရိကန်၏ Indo-Pacific မဟာဗျူဟာအတွင်းတွင်မိတို့ပါဝင်လာနိုင်သည်ကိုထင်ဟန်နေသည် ဝါရှင်တန်သည်ဂျာနိုင်ငံများဖြစ်သောထိုင်းအိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တို့အပေါ်တွင်သာအာကိုရမည်အပြင်လှုပ်ဝက်ထောက်လှမ်းရေးအချက်အလက်များဖလှယ်ခြင်းကိုလည်းလှုံ့ဆော်နေသည်၎င်း၏ချင်းကပ်ပုံသည်ဓာတ်ရိုက်ထိတ်တိုက်ရင်ဆိုင်မှုမဖြစ်စေဘဲတရုတ်၏လွှမ်းမိုးမှုကိုရှုတ်ထွေးသွားစေရန်ရည်ရွယ်သည့်ထိန်းချုပ်စီမံထားသောအနောက်ရှက်ပေးမှုတစ်ခုဖြစ်သည်တရုတ်နိုင်ငံ၏ပါဝင်ပတ်သက်မှုကိုလုံးဝအုပ်စုံပြစ်တင်ရှုတ်ချခြင်းသည်လက်တွေ့မကျသလိုအကျိုးလည်းမဖြစ်ထောနိုင်သို့သောအကဲဖြတ်မှုမရှိဘဲလက်ခံလိုက်ခြင်းသည်အထူးကပါဝင်သူများကိုချန်လှပ်ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအမြင့်တွယ်စေပြီးအပိုင်းပိုင်းပြိုကွဲနေသောစေုပ်ချုပ်ရေးပုံစံကိုပုံမှန်အခြေအနေအဖြစ်ဖြစ်သွားစေနိုင်သည့်အနေရရှိသည်ရက်ကူအကအင်အားကြီးနိုင်ငံသည်မြန်မာနိုင်ငံတွင်တည်ငြိမ်အေးချမ်းမှုဆိုသည်မှာအပေအရာဖြစ်သည်ကိုသတ်မှတ်ရန်အပြိုင်ဆိုင်ကြိုးပမ်းနေကြသည်၎င်းတို့အနက်တနိုင်ငံကထိန်းချုပ်ခြင်းမှတစ်ဆင့်လှုပ်ဆောင်ပြီးကျန်တနိုင်ငံကရှုပ်ထွေးအောင်ပြုလုပ်ခြင်းမှတစ်ဆင့်လှုပ်ဆောင်သည်ရှာလမှာပြဿနာဖြေရှင်းရေးတစ်ခုဖြစ်လာပြီးအစားအာနာနှစ်ရက်လွှမ်းမိုးချုပ်ကိုင်မှုသာ ဖြစ်လာပွဲရှိသည် ၎င်းနေရာတွင်စစ်ပွဲသည်ဖူးပေါင်းရည်ရွယ်ချက်တစ်ခုဖြင့်အဆုံးသတ်မသွားပဲပြန်ပတ်အင်အားစုများ၏လိုအပ်ချက်များအကြားတွင်ရပ်တန့်နေလိမ့်မည်ပြည်သူတို့၏တရားသောစစ်မှုချအောင်ရမည်ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်